ဖေကစီးကျိုဖြစ်စီးကျိုရောဖြစ်တယ်ပြီးတော့ကြောက်ကြက်ရောဖြစ်တယ်ပေါ့နော်အဲ့လည်းအဲ့နှစ်ခုလုံးကြာတော့အဖေကျမရတိတ်မကောင်းလေတိတ်မကောင်းတော့တည်းနဲ့ဝမ်းနေပေါ့နော်ဝမ်းနေရောအဖေတွက်ဆိုပြီးတော့ဒီလိုလေးရှင်းလေးလိုက်ဆိုနေတယ်အဖေကိုဖေနေပေါ့စီးဘူးလေးချပြရအောင်ဒီနေ့ဒီချိန်ကကျမတမန်ရွေးချယ်ပြီးတဲ့အတိုင်းလား သူကအဆိုတော်ဖြစ်မဲ့ကံပါလာတယ်ထင်တယ်အခုချိန်မှာတော့သူကဒီခလေးအဆိုတော်ဆိုရမမြင်ဘူးနော်သူပောက်တယ်ဆိုရင်လည်းလူကြီးနေရှင်သူကသူခလေးလေးကဒီတိုင်းပဲဆူလိုက်တယ်လို့ပဲလက်မတင်လို့လူရဲ့တိကြအဲ့တော့သူ့ကိုသူအသက်ရတဲ့ဆယ်လင်းကားချောင်းတဲ့အရွယ်မှာတော့အဲ့လိုမိသက်သားတွေလို့အောင်မြင်တဲ့အဆိုတော်တရားအနေနဲ့ကျွန်တော်မြင်ချင်ပါတယ် ချက်ပေးပါဦးဆရာတပည့်နေရဟာဟာအတူတူဟောပါဒါခလေးတည်တဲ့ရှင်ပါနော်သူထပ်ပြန်တော့ပါဟုတ်ဟုတ်ဒါတော့ဒါတော့ဟုတ်ကျွန်တော် KB မြို့လို့သူဟုတ်တောင်ကူကနေနော်ဟုတ်ကဲ့တောင်ကူကလာရောက်လာတဲ့အကြောင်းလေးတော့ပြောပြပါဦးအဲတောင်ကရောက်လာတာကဒီဆက်ရရှိသေးတဲ့ရှင်အဆက်ရရှိရကျွန်တော်လှမ်းဝယ်ဝယ်လို့ဆရာခလေးတို့တို့လက်ဆောင်ပေးရပါနော်ခလေးကလည်းမိဘကိုလှုပ်ကြွေးနေတယ်တာလေးဆိုတော့ဆရာလည်းသဘောကျအောင်ဆိုလက်ဆောင်ပေးတော့အဲလေသူ့ကိုဆိုလိုက်တော့ အန်တရှင်နေရတယ်အဲဒါအတန်တင်းပတ်သွားရပါတော့ဟုတ်အန်စီကဒီနေ့ကိုအင်တာဗျူးရှိရပေါ့ဟုတ်ဒီနေ့ရောက်လာခဲ့ဆိုတော့ကျွန်တော်လည်းတောင်းဝန်းလေးလာရတာဟုတ်ဆာပြီးတွေ့ရဆိုတော့လွန်ခဲ့တဲ့လင်းလေးလောက်ကကျွန်တော်ကဒီ KV စတီးရပေါ့တီးတဲ့အချိန်မှာအစိုးရတွေသူများခေါ်နေတော့ကျွန်တော်လက်တီးရလက်တီးမှသူ့ကိုတွေ့ဟုတ်အဲတွေ့ပြီးတော့နောက်ကျတော့သူကတရှင်းမဆိုပြတော့အဲကျွန်တော်လည်းတီးဝိုင်းလည်းမထောင်သေးဘူးအဲသူလည်းတရှင်းပြန်ဆုံလာဆိုမယ်ဆိုတော့အဲသူတရှင်းဆုံတော့ကျွန်တော်တီးဝိုင်းပြန်ထောင်ပြပါ့ ဟောဒီဝိုင်းထောင်ပြီးတော့အဲ့လိုကျွန်တော်ပွဲလေးလိုက်ဆိုတော့ဗျာဟုတ်ဟုတ်ဒါသူ့ရဲ့တဲလန်ကိုဘလို့စပြီးတော့ဆတ်တွေ့တွေ့တည်နေတယ်ဆတ်တွေ့တည်တယ်သူရဲ့တဲလန်ကိုကျွန်တော်ဟိုကပထမတော့ခလေးဆိုတော့ကျွန်တော်လည်းဟိုပွဲသွားဆိုရင်သူကသွားတည်နေတာပါဒီဟာဆိုဒီဟာဆိုတော့ကိုကတည်ရအောင်တော့ဟိုသူကလည်းမပေါက်သေးဘူးလေအဲ့တော့နောက်ကြတော့အဲကိုသဟာအဖေတရှင်လေးပေါ့ဟုတ်ကဲ့အဲ့အလေးကိုသူကာဗာဆိုလိုက်ဆိုပြီးတော့ကျွန်တော်ကီးဘုတ်လေးနဲ့အတန်ဖမ်းပြီးတော့အဲ့အလေးလိုက်မတင်လိုက်တာ ဒီလက်ရှိမှာသူဘယူရတာတက်သွားပြီးတော့အမှသူဆိုလာကြတော့သူဆိုပေါက်လေးလည်းကောင်းတယ်အသက်ရှင်ပါတယ်အဲ့တော့တေချာနားလာရောသူကတော်တော်အသံကောင်းလာပဲဆိုပြီးတော့တွေးမိသွားတယ်အဲ့ဒါသူ့ကိုပန့်ပိုးရင်တော့သူအမြင့်တော့တွားနေလောက်မကျွန်တော်ထင်လိုက်တာအဲ့ဒါလည်းကျွန်တော်သူ့လွမ်းပါမယ်ဆိုတရှင်လေးတစ်ပုတ်ရေးပေးလိုက်ပါရေးပြီးတော့အသက်ရှင်ရတယ်လည်းလည်းပါတော့လူတိအောင်ပဲအမှဆရာမယူဆိုကြတော့လည်းအဆက်အသွယ်ရပါပြီးတော့ဆရာကလည်းတရှင် ကျွန်တော်ဆရာတရှင်ဆိုသေးရင်လည်းသူ့ကအဲ့လှမ်းဝင်လို့ဆရာလည်းလက်ဆောင်ပေးရပြီးအဆက်ရရှိတရှင်အလိုလုပ်ဖြစ်သွားတာအမဒီလွမ်းမမဲ့တရှင်ထွက်ခါစားကြတော့ဒီကိုရဲတရားနေလည်းအမခင်သွားကြတော့လေခင်တော့အကိုကလည်းသဘောကောင်းတယ်သဘောကောင်းတော့ငန်းကြီးခလေးတွက်ဆိုသူမယူဘူးမသိပညာရှိသူလှုပ်ပေးမယ်အဲ့လိုပေါ့နော်အဲ့လိုဆက်ဆက်မှုရဒီတရှင်ကဒီလိုပေါက်သွားပါဟုတ်ဟုတ် တမီးရဲ့ပြောပြအောင်ခုနဆရာပြောလို့နော်ပြည်သက်တွေကအဖေအရှင်းပေါ့နော်ပြန်ဆိုရတာလေးကိုတော်တော်လေးကိုတိသွားကြရပေါ့အဲ့ချင်းလေးဆိုပြီးတော့အချောင်းလေးလည်းပြောပြပေါ့အဲ့အရောဖျားချီးတယ်ဝင်လို့နော်အဲ့မှာသွားပြီးတော့ဆိုရအောင်နော်အဲ့ဒီမှာဒီပေါ့ဒါပါလေးပြန်ဆိုမယ်ဆိုပြီးဒီမှာဆိုရင်းနဲ့ပဲတင်မိသွားတယ်အဲ့မှာတော့မှဒီဟာမိသွားရအောင်နော်ဟာပြေတာဝင်ပြီးပြောပြပါဦးအဲ့အဲ့ချင်းဆုံးကလည်းဒါဥရတွေ့ရပါဘောနော်ဒါ တပည့်တို့ဒါလုပ်သေးတယ်ဆိုတာလေးလည်းတွေ့ရတော့ဘဝအကြောင်းလေးလည်းလည်းပြောမင်းပါပိတ်ရက်ပေါ့ဟုတ်အဖေကစီးကျူဖြစ်စီးကျူရောဖြစ်တယ်ပြီးတော့ကြောက်ကြက်ရောဖြစ်တယ်ပေါ့နော်အဲ့လည်းအဲ့နှစ်ခုလုံးကြာအဖေကျမရတိတ်မကောင်းလေတိတ်မကောင်းလို့လည်းလည်းဝမ်းနေရပေါ့နော်ဝမ်းနေရအဖေအတွက်ဆိုပြီးတော့ကျမလေးရှင်းလေးလိုက်ဆွဲနေအဖေကိုကိုနေပေါ့စီးဘူးလေးရှာပြရအောင်ပြောရရင်ကျွန်တော်တို့ဆိုရင်တော့သူ့ရင်ပါလေသူ့လိုကျွန်တော်ပတ်စံမရှာနိုင်သေးဘူးအဲ့တော့ကျွန်တော်တို့ မိဘရှာကျွေးရပဲကျွန်တော်စားလာရပါဟုတ်အဲပွင့်နေပြီသူကကျွန်တော်လည်းဆိုင်အများကြီးမိဘပေါ့တည်တတ်တယ်ပေါ့ဟုတ်ပြန်လဲထောက်ဝမ်းပြုနိုင်တဲ့ကလေးတယောက်ပဲပေါ့နော်ဟုတ်ဟုတ်အဲ့ရတဲ့ကတပည့်ရွယ်ကွန်ရဟုတ်ကွန်ရမဟုတ်ဟုတ်ကဲ့တပည့်ကဒါစတူဒီယိုတရှင်းနေရောဆိုတာတခြားဟိုမြန်မာတန်လေးပဲလားတခြားစတူဒီယိုတွေရောဆက်ဆက်ဩနောက်ဖက်နောက်ခုလုံးရတာဟုတ်ကဲ့ဟုတ်အဲ့ဂီတရောဘလိုဝါနာပါလာလဲဂီတဂီတရောဟိုငယ်ငယ်လေးလေးရဝါနာပါ ယ်လေးရောတော့အကောက်ပေါ့နော်အကိုင်နဲ့ဖခင်တရှင်လေးဆိုပါလားဆိုတာတရှင်လေးဆိုပါလားတော့ဖခင်ရောတင်ပြရပါဟုတ်ဖခင်ရောလူပိတာရှင်မလားမဟုတ်ဖခင်ကျတော့ဝဒနာဝဒနာပါလားဩဒါအခုကြီးတာတော့လေဒါဘယ်သူဒီကိုအားကြပြီးတော့လို့ဆိုတာဆိုခဲ့လေအဲမမီသက်သားဆိုရင်ပေါ့နော်မဆိုင်နေကြီးပေါ့အများကြီးပေါ့နော်အဲနားထောင်မျိုးပေါ့နော်ကြိုက်ကြိုက်လို့ဆိုရင်ဆိုဖြစ်သွားဆိုရပါတော့ ိုလာတပည့်လေးကိုဘယ်လိုဒီအောင်မြင်စေချင်လဲအမ်ဘာလို့အောင်မြင်စေချင်လဲဆိုတော့ तू तू အဆိုတော်ဖြစ်မဲ့ကံပါလာတယ်ထင်တယ်အခုချိန်မှာတော့ तू ကဒီခလေးအဆိုတော်ဆိုပြီးမမြင်ဘူးနော် तू ပောက်တယ်ဆိုရင်လည်းလူကြီးနေရှင် तू က तू ခလေးလေးကဒီတိုင်းပဲဆိုလိုက်တယ်လို့ပဲလက်မတင်လို့လူရဲ့တိကြအဲ့တော့ तू ကို तू အသက်ရတဲ့ဆက်လင်ကချောင်းတဲ့အရွယ်မှာတော့အဲ့လိုမေတ္တာထားသလိုအောင်မြင်တဲ့အဆိုတော်တရားအနေနဲ့ကျွန်တော်မြင်ချင်ပါတယ်ဟုတ်ဟုတ်ဟုတ်သူတို့ရောလာဆရာကြီးရဲ့ဆန္ဒကိုပြအောင် ဒါသေဥမေရုတ်တော့ဘယ်လိုဒီစူးစမ်းတော့မလဲအဲကြီးလာတဲ့အထိပေါ့နော်အဲအဖေရင်းတွေရောအများအများကြီးပေါ့နော်တောက်ကုန်ပြီးတော့အဲအောင်လဲဆိုရင်ဖြစ်အောင်စူးစမ်းပြောပေါ့နော်အာအခုသူကျွန်တော်ရေးကြတဲ့တရှင်အစ်တလေးနှစ်ပုတ်လေးဆိုမယ်ပြီးတော့ဆရာပေးမယ်ဟိုကခဏလေးချိန်တွင်းပါလေဆိုမယ်အမေမြေချင်းပါဆိုပြီးတော့ဒီကိုရဲတိဟာလည်းသူရေးပေးလိမ့်မယ်တရှင်နေလေသူကတော့ကံကောင်းပါပါပြီကံကောင်းရတော့ဒီ တရှင်လှုပ်ဖို့လားသူအများကြီးထွက်ဖို့လည်းရှိမယ်သူကဟုတ်သူကြောင်းအားလည်းရက်တွေအစီအပြေတဲ့အချိန်မှာဆိုးဆိုးဟုတ်ဆိုးဆိုးပါမှာသူပြည်တဲ့အဆက်မပြေအောင်ကျွန်တော်လှုပ်ပါမှာဟုတ်ဟုတ်တမီးတွေပြောပြပါအောင်တမီးတွေတရှင်တွေဘာမှလာတော့ရတယ်ပြီးဘာလေးထက်ဆိုးတယ်ပြန်ကြောင်းပြောပြပါအဲတမရတရှင်းမျိုးပေါ့နော် YouTube မှာတက်တော့မှရိုက်ရှာပြီးကြည့်လို့ရတယ်ပေါ့နော်ပြီးတော့ပွဲငားကျင်လေအဲပွဲငားရမ်းမျိုးပေါ့နော်လာရောက်ပြီးတော့အားပေးနိုင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါ